ဘာစီလိုနာနဲ့လိုဝစ်ဒီယက်တို့ကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေကြောင်းရိုမာနိုပြောကြားဘာစီလိုနာတင်းတဲ့လီဗာပူးတင်းရဲ့ကိုလံဘီယာတောင်ပံကစားသမားရိုဝစ်ဒီယက်တို့ကြားမှာလုံကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေတယ်လို့ဘလုံးပြောင်းရွှေ့အကြောမော်အီတလီဂျာနယ်လစ်ဖာဘရီစီယိုရိုမာနိုကသုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ဘာစီလိုနာသင်းဟာဒီနေ့ရာသီမှာပဲဘဲတောင်မန်တိုက်စစ်နေရအတွက်ကစားသမားတအူးကိုခေါ်ယူဖို့ဆုံးဖြတ်ထားပြီးလီဗာပူးရဲ့လိုဝစ်ဒီယက်ကိုပြစ်မှတ်ထားနေလျက်ရှိနေတယ်လို့အကစားဒွိုက်တာဒီကိုဟာလာမယ့်ရာသီမှာစခင်ကိုလံဘီယာအသင်းစားအသင်းစီရောက်ရှိနိုင်ဖို့အတွက်နောက်ပွဲမှာပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။သတင်းမီဒီယာတွေရဲ့အဆိုအရ ပြောင်းရှိချမ်းကျင်သူဖာဘရီဇီယိုရိုမာနိုကဒီကိစ္စနဲ့ပတ်သက်ပြီးနောက်ဆုံးရထားတဲ့အခြေအနေတွေကိုပြောကြားခဲ့ပါတယ်။ဘာစီလိုနာတင်းဟာဒီရက်ရဲ့အတိုင်းဝိုင်းနဲ့ဆက်ဆံရေးကောင်းမှုကြောင့်သူကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ကျွန်တော်သိရသလောက်ဘာစီလိုနာကလိုဝီဒီယန်နဲ့နီးစပ်သူတွေနဲ့အလွန်ကောင်းမှုနဲ့ဆက်ဆံရေးတွေရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။ပြီးတော့ဒီရက်ကစပိန်မှာအထူးသဖြင့်ဘာစီလိုနာမှာစမ်းသပ်မှုတစ်ခုလုံဆောင်နိုင်ဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ညံဆန်းပြီးရည်ချင်းရှိတဲ့ကစားသမားတယောက်အတွက်ဒီလိုဆိတ်လို့ရှားပွဲဘောလုံးကစားဟန်ကအပြေအဝကိုက်ညီမှာပါ။ဒါကြောင့်ဒီရက်ကဒီခွန်ရေးကိုစိတ်ဝင်စားနိုင်ပါတယ်လို့ရိုမာနိုကမှတ်ချက်ပြုထားပါတယ်။ ။ဒါပြင်စပိန်ခြေဆိုင်သတင်းဌာနတွေကဒီဟာလီဗာပူးကနေထွက်ခွာခဲ့ရင်ဘာစီလိုနာကိုပြောင်းရွှေ့ဖို့သာစဉ်းစားနေကြောင်းဘာစီလိုနာကလည်းဒီဟာပြောင်းရွှေ့တဲ့သဘောတူညီချက်တစ်ခုကိုဖြစ်မြောက်အောင်လှုံ့ဆော်ဖို့ငွေကြေးအင်အားရှိလာတဲ့ဒီဆောင်တိုင်းမှုပြင်ဆင်ထားကြောင်းဖော်ပြခဲ့ပါတယ်။ဒီမှာ United States ရဲ့အမတ်တို့